ပါမင်္ဂလာပါအေးလုံးနေကြတယ်ဤရဲ့ဒီမှာရေထားလို့မင်္ဂလာပါရှင်ဒီနေ့တော့အမအလေးနည်းနည်းလေး live လေးလွှင့်လာအောင်မယ် live လွှင့်နေတမင်းလေးစလိုက်ပါအောင်မယ်လို့ခုဒီမှာနေ့လေတနာကြီးခွဲ့ ဆိုတော့ညကဒီဒီတစ်ပတ်ကအလုံးမမင်္ဂလာပါနော်မင်္ဂလာပါတင်မီလေးစိုင်းနဲ့စကားလေးပြောပြစေဒီနေ့ကတော့ဘာစားလဲဆိုရိုးရိုးလေးပဲကော်ဖီအခုတလောဗိုထမင်းဟိုရှောင်းတာပေါ့နော်မင်းရှောင်းတာဆိုလို့မင်းမစားတော့မချိုက်ဘူးလို့တမင်းရမ်းချိုက်တယ်ဒါပေမဲ့အန်ဒီပြောပြီးဒါပေမဲ့ပေါ့နော်လို့စားအဲကျွန်မကျမ်းမာရဲ့အခြေအနေကြောင့်တမင်းလျှော့ရတာပါဒါပေမဲ့တမင်းကတော့ ဲနည်းနည်းလေးတော့စားတာပေါ့နော်တမင်းရောဘလို့ဇွန်းလဲဆိုရင်ပေါ့တမင်းစားဇွန်းဒဇွန်းလောက်ဆိုရင်ဒဇွန်းခွဲနှစ်ဆွန်းပေါ့နော်စားပါတယ်တမင်းရောနေ့တိုင်းစားတယ်ဒါပေမဲ့အများကြီးတော့စားလို့မရဘူးဘာကြောင့်လဲဆိုတော့ကျွန်မစီဂျိုကရှိတယ်နော်စီဂျိုကတက်တယ်တက်ခံလို့မရဘူးဒီမှာကိုယောဂါလည်းကိုကြည့်ရသေးတယ်လူမလူရတမင်းမရှိနေလို့မှမရတဲ့ဟာယူဆိုတော့ဒါနဲ့ဘာနဲ့စားလဲဆိုတော့ကိုကတော့ copy လေးတွေပေါ့စင်းစင်း copy လေးကိုကြော်တယ်ပြီးလို့ရှင်ဟိုစား အဲဒီပေါ့အတက်ဆော့ကရောပေါ့နော်ပဲစိန်လေးပေါ့နော်ပြုတ်ထထားလေးရခောက်ဆွဲနေနေလေးရအဲ့ဒါတော့ကျမရဲ့နေ့လေးစာညနေစာပေါ့နော်ဒီနေ့စကားလေးနေနေပြောချင်ပါတယ်လို့နော်အင်းဒီမှာရမ်းအေးလို့ပါလို့နော် မာရီနဲ့စတနာကြီးခွဲနေပြီလုံးဝအလင်းရောင်မရှိဘူးအလင်းရောင်မရှိဘူးဒီမှာဒီလိုအချိန်ကညာစီဥရောပြောင်းလဲဖြစ်လာပြီလေအဲ့ပေါ့နေတာတူပြီးတော့ညတာရှိလာပြီသဘောရပြီလားရှင် ြကြပြီလားနေပြောချင်တဲ့အဓိကအကြောင်းအရာတော့မိန်းကလေးတွေပဲပေါ့နော်မိန်းကလေးတွေကိုအဓိကထားပြီးတော့ပြောချင်တယ်ကိုကိုရန်လဲမိန်းကလေးတယောက်ဖြစ်တယ်လေနော် ်မစားတော့ twin ပါတော့အာသက်မပြေဒီရက်တွင်းမှာကပွဲတွေကစတိုက်ပဲเนาะတွင်းမှာနိုင်ငံမြန်မာနိုင်ငံပွဲအများဆုံးနိုင်ငံမြန်ပွဲများ ုံးစလုံးရှိလို့ရှင်အဆင်ပြေတယ်တကယ်တော်တယ်အဲ့လိုဖုန်းကတစ်လုံးလေးနဲ့အဲ့လိုပေါ့နော် Facebook ဆီရီတို့ TikTok ဆီရီကိုအားအားကြတယ်တော်တယ်ဘယ်တော့သူတို့လို့မလုပ်နိုင်သူတို့အရန်တော်တာပဲ ဲ့ဒါလေးနော်ဒီစားလိုက်ပါအောင် Ahora no.

တွေ့တိုင်းပဲเนาะ line ပေါ့ဖြစ်နေတဲ့အရာတွေကညီနာနဲ့တကူတွေ့ရတယ်เนาะတကယ်တမ်းကြတော့ဆိုပြောချင်တဲ့အကြောင်းအရာလေးရတယ်ပေါ့เนาะဒီနေ့မိန်းကလေးတွေနဲ့ပတ်သက်ပြီးတော့ပြောပြချင်တာပေါ့เนาะဘာကြောင့်လဲဆိုတော့ဟိုကကျမဒီ Facebook ကလည်းလေဘာတွေဖြစ်နေလဲဒီ ဟိုလေ Facebook လည်းတုံးလို့မကောင်း YouTube ကလည်းတုံးလို့အဆင်မပြေနည်းပြောချင်တဲ့အကြောင်းအရာလေးကမိန်းကလေးတွေအတွက်တန်ဖိုးဆိုတဲ့စကားလေးနဲ့ပြောပြချင်ပါတယ်ဒါကတော့ကျွန်မပြောနေတဲ့စကားအတိုင်းပဲပေါ့နော်အမြဲတမ်းဟိုပေါ့ကိုယ့်အတွက်အကျိုးရှိမယ်ဆိုလို့ရှင်တော့ယူကြပေါ့နော် ကိုယ့်အကျိုးမရှိဘူးကိုယ့်အတွက်ဟိုပေါ့ဒီဟာဒီဘိုင်းဘိုင်းလာပြောနေမှလည်းမသိဘူးဆိုပြီးတော့ကိုယ့်အတွက်အကျိုးမရှိဘူးဆိုရရတာပေါ့နော်ဒါပေမဲ့ ကျမပြောရအမြဲတမ်းကျမအမြဲတမ်းပြောပါတယ်လူတိုင်းမှာကျမပြောတဲ့ဒီ lifetime မှာကအားလုံးတတ်မိုးလေးတွေရှိစေခြင်းနဲ့ကိုပြောတဲ့စကားနိုင်50ဖြစ်ဖြစ်နောက်တစ်နိုင်2ဖြစ်ဖြစ်မှာပြောတဲ့စကားလုံးတိုင်းလေးကနည်းနည်းလေးပေါ့နော်ဟိုပေါ့ဟိုပေါ့အသိဉာဏ်တစ်ခုရတဲ့ဆိုလို့ရှိရင်လေကျမကျေးဇူးတင်တယ်လို့။မကြောင်လဲဆိုတော့ကျမတို့ဒီဟိုပေါ့မြန်မာ လူမျိုးတွေကတချို့သောအရာတွေကပွဲတွေပဲလိုက်ပါပွဲတွေမှာပဲအချိန်တွေကုန်နေပြီးတော့ဘူးတူတရမယ့်အရာတွေအသိပညာကျွဲဝမယ့်အရာတွေမှာမပြောကြတော့ဘဲနဲ့ရောင်းနေဟုတ်သူကဘယ်နားမှာဘယ်သတင်းကတက်လဲကောင်းတဲ့သတင်းနဲ့ဖြစ်ချင်းဖြစ်မယ်ဆိုးတဲ့သတင်းနဲ့ဖြစ်ချင်းဖြစ်မယ်အဲ့ဒီသတင်းတွေပေါ်မှာပဲကျမတို့တွေကအားလုံးကตายရနေပြီးတော့ဟိုပွဲပွဲတွေပဲလာပြီးတော့ဟာသူ fan ကို fan ဆိုပြီးတော့ဟိုပွဲရှာနေတဲ့ဘက်တွေတွားနေကြပြီးတော့တကယ် လို့ပေါ့တကယ်ကိုကျမတို့လှုပ်ရှားမဲ့ရတယ်တကယ်ကျမတို့တိရမဲ့ရတယ်ဘယ်သူမှမေးပြောက်သွားကြတာပေါ့နော်အဲ့ဒါလေးတွေအဲ့ဒါလေးဖြစ်နေတာမဟုတ်လို့ဒါကတော့အဓိကတော့ကိုကျမပြောလိုက်တဲ့အကြောင်းအရာလေးတခုကသူများတကအတွက်အကျိုးရှိမယ်ဆိုတော့ကျေစုလက်တင်နဲ့ဝမ်းလက်တာတာပေါ့နော်အဲ့ဒါလေးအဓိကပြောချင်တာပေါ့နော်အဓိကဘာလဲဆိုအခု main လေးတွေပေါ့နော်အထူးဖြစ် ြောချင်တာပဲအခုလက်အခုအခုလက်ရှိမှာတွေ့မှာပါเนาะ Facebook မှာဟိုတော်တော်လေးနာမည်ကြံ့နေတဲ့ဒီမင်းသားနဲ့မင်းသားအစိုးရကျွန်မအခုနောက်ပိုင်းအခုနောက်ပိုင်းလူငယ်အစိုးရတွေကိုကျွန်မမသိတော့ဘူးမသိတော့ဘူးဆိုတော့ကျွန်မကဟိုကနေထွက်လာတော့63နေရာနေထွက်လာတဲ့ခါကျတော့ခုနောက်ပိုင်းအစိုးရတွေမသိဘူးမင်းကြီးအပေါက်ဆိုင်လည်းမသိဘူးဒါရှင်းရှင်းပြောရမယ်ဆိုရင်เนาะပြီးနိုင်ငံရေးအရမ်းမကောင်းတော့ဘယ်ကားတွေဘယ်လိုကြီးရမှန်းလဲကိုမ သိဘူးပေါ့အခုနောက်ပိုင်းမှာကျတော့ပွဲဆူနေအခုမင်းသားအခုလက်ရှိဖြစ်နေတဲ့မင်းသားနဲ့အမေရိကမှာနေတဲ့ writer လာပါလာဖြစ်တဲ့ခါမှာသူတို့နှစ်ယောက်ရဲ့ပွဲဖြစ်နေတဲ့အချိန်မှာဂျားထဲမှာညက်နေတဲ့မင်းသမီးတွေကိုမင်းသမီးတွေရဲ့တိတ်ခါတွေပေါ့နော်အကောလုံးဗျမ်းပြန်ဆင်ပြီးတော့ဟိုဘောအရှက်တိတ်ခါမဲ့ဆိုတာကြီးကြားရတဲ့ခါကျတော့ကိုကမင်းကလေးဖြစ်တဲ့အတွက်ကြောင့်မင်းကလေးဘက်ကတော့နာတယ် ဒါပုပ်ဝင်လင်းပြောတာကို့မှာသမီးမရှိပေမဲ့ကို့မှာသမီးမရှိပေမဲ့လေကျမကသားသမီးချင်းကိုချင်းစာနာပြီးတော့အဲ့လိုမိန်းကလေးတွေထိပါလာရင်တော့ဘာမကြိုက်တဘူးပေါ့နော်ဒါမိန်းကလေးတွေကိုလည်းဒါအခုပြောမတန်ဖိုးဆိုတဲ့အရာလေးတော့အထူးဖြစ်ဟိုမိန်းကလေးတွေအတွက်ပေါ့နော်မိန်းအပြိုအပြိုမိန်းကလေးတွေအိမ်အောင်ကြတဲ့မိန်းကလေးဖြစ်ဖြစ်အိမ်အောင်ကြတဲ့မိန်းကလေးဖြစ်ဖြစ်နောက်တစ်ခုကျတော့ဘယ်မိန်းကလေးဖြစ်ဖြစ်ကွာ တင်မလားဟိုအဆယ်လီအထူးဖြင့်အဆယ်လီတွေကတော့ပို့ပြီးတော့ဆင်ကျင်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆယ်လီတွေကသူတို့နာမည်ပြတ်သွားလို့ရှိရင်အဲ့နာမှာသူတို့ရဲ့သူတို့ချစ်တဲ့ fan ရှိမယ်သူတို့မုန်းတဲ့ fan ရှိမယ်အဲ့ဒီမှာတင်မလားဟာသူတို့ဒီဆယ်လီတွေရဲ့ဘဝကကျမတို့လိုတာမန်လူနဲ့မတူဘူး သူတို့ကလူချစ်အောင်နေနေရတယ်သူတို့ကလူမချစ်တော့ဘူးဆိုရင်သူတို့ရဲ့လုပ်နေတဲ့အလုပ်အလုပ်အလုပ်ငန်းကံငန်းတွေပေါ့သူတို့ဒီအမှုပြန်ငန်းလုပ်ငန်းတွေထိုးကြသွားမှာလေဘလောက်ကြီးပဲရုပ်ချောချောတရုပ်ဆောင်မကောင်းရင်လည်းသူတို့မကြိုက်ကြဘူးเนาะတရုပ်ဆောင်မကောင်းလည်းမကြိုက်ဘူးဒါပေမဲ့အဓိကကတော့ကျမရုပ်ရှင်ကြည့်တဲ့အချိန်မှာ ရုပ်လှရုပ်ချောရုပ်လက်ချောရတာပေါ့နော်ဆွစ်လို့ဖြစ်ရမှာပေါ့နော်ရုပ်ရှင်မင်းသမီးတယောက်ရဲ့ဟို အလှပါလေးတော့ဆွဲဆောင်မှုတော့ရှိရမှာပေါ့ဒါပေမဲ့အဲ့အပြင်ဂုံတိတ်ခါလေးရှင်တော့ပိုကောင်းတာပေါ့နော်ပြောချင်တာပါလဲဆိုတော့မနေ့ကအိမ်မှာเนาะဒီမင်းသမီးတွေအခုလက်ရှိဖြစ်နေတဲ့အဲ့အစိုးရတယောက်နဲ့ဟိုဒါရိုက်တာတယောက်နဲ့ဖြစ်တဲ့ရံပွဲတွေမှာမင်းသမီးတွေကကြားညက်ပြီးတော့မင်းသမီးတွေရဲ့တိတ်ခါတွေဘာတစ်ခုမှရစရာမရှိတဲ့အခါကျတော့ တော့ကျမလေကျမသာအဲ့သူတို့အဲ့ဂမင်းသမီးတွေကမအေးသာဆိုကျမအရန်ရှက်မှာပဲတည်လား။ဘာကြောင့်လဲဆိုတော့အဲ့မင်းသမီးတွေအတူတူဖြစ်ပေါ့နော်ကိုက ပြောပြချင်တာပေါ့နော်အတိအဖြစ်မင်းသီးဖြစ်ဖြစ်မင်းကလေးဖြစ်ဖြစ်ပြောချင်တာကိုယ့်ရဲ့တံပိုးကိုတိနေရမသိလားကိုယ့်ရဲ့တံပိုးကိုတိနေတယ်ဆိုလို့ရှိရင်ကိုကအနုပညာလို့တော့ဝါနာပါတယ်မလားအဲ့ဒီအနုပညာကိုကိုကစေတနာတန်တန်လေးနဲ့တကယ်အနုပညာကိုငါဝါသနာပါလို့ငါလုပ်တယ်ဆိုပြီးတော့ဒီအနုပညာမှာတသမတ်နဲ့စေတနာနဲ့ကိုယ့်ရဲ့ပရိသတ်ချက်အောင်လုပ်မယ်ဆိုရင်ပထမနံပါတ်မပြတ်ဘူးကိုယ့်ရဲ့ဒီဘယ်ဒရိုက်တာကိုမှသွားပြီးချိတ်ကပ်ပြီးတော့လည်းလုပ်စရာမလိုဘူးဘယ်ပရိုဂျူ စာကိုမှလည်းတွားပြီးတော့ချိကက်စီရမလို့ကိုယ့်ရဲ့တံပိုးလေးနဲ့ငါအမှုပညာအရေးအသွေးကောင်းနေသမျှကာလပတ်လုံးငါကိုတော့သူတို့လာငားမှာပဲဆိုပြီးတော့အဲ့လိုမျိုးစိတ်ထားလေးထားမယ်ဆိုလို့ရှင်တော့ဒါရတာပေါ့နော်ပြောပြချင်တာဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့တံပိုးကိုကမမြင့်ထားတဲ့ခါကျတော့ဘယ်သူမှကိုယ့်တံပိုးမထားတော့ဘူးဟုတ်တယ်ဟုတ်အခုဆိုအဲ့ဒီမင်းသားလာမှလည်းဆိုတော့လာသူဆိုလို့ရှိရင်ဗါတဲ့အဲ ကောင်မလေးတယောက်နဲ့ဖြစ်နေတာဆိုလို့ရှိရင်ဗာနှစ်ပေါင်း10နှစ်ကျော်နေပြီတဲ့ကဲ10နှစ်ကျော်နေတဲ့မိန်းလေးတယောက်ကိုတည်ရမလားဘလောက်ပဲစနိုက်မှကျန်နိုင်ကြကြမကြကြဘသူပဲလာကြကြကိုယ့်ဘက်ကခိုင်မာတိကျထားပြီဆိုရင်ကိုယ့်ရည်စကိုတန်ဖိုးထားတယ်ဆိုဘသူမှ သိမလားဟိုဒုသူရှင်ကြချပြမယ်တွဲပြမယ်လက်ထက်မယ်ဆယ်နှစ်ပြောနေတန်းတန်းတန်းတွေမှာလက်ထက်တာလို့ရှိမှာပေါ့နော်အဲ့တော့အဲ့လိုမဟုတ်လို့ရှင်ပဲကဲငါတို့ပတ်စံတွေစူးရမယ်စောင်းရမယ်အရင်တော့ဘိုးဘွားတွေခေတုန်းကဆိုလို့ရှင်အာဆယ်လီဆယ်မိုးပေါ့နော်စောင်းညရယ်ပတ်စံစူးကြရယ်အဲ့တော့အဲ့တော့အခက်ကအခက်ကပေါ့အခုကတော့ပတ်စံရှာတာဖုန်းတစ်လုံးရှင်အစင်ပြေနေရလေဟုတ်တယ်ဟုတ်ဒါမဲ့ပြောချင်တာဘာလဲဆိုတော့မင်းကလေးတွေကတို့ရဲ့အမှုပညာကို ကောင်းကောင်းမွန်မွန်ချပြမယ်ငါတို့အမှုပညာလို့ကောင်းလို့ဆိုတာချပြမယ်ဆိုတော့စိတ်မရှိဘဲနဲ့ဟိုကိုနဲ့တွေ့ရတဲ့ writer ဖြစ်မယ်မင်းသားဖြစ်မယ်အဲ့မင်းသားကိုကတ်ကားတဲ့အဲ writer ကို easy clear လုပ်ရတယ်ထုတ်လုပ်သူကို easy clear လုပ်ရတယ်ဆိုတော့အဲ့ခါကျတော့လူတည်လူချင်းဆောင်လေဟုတ်တယ်မလားယောက်ျားတွေဆိုတော့စဟိုဘာလဲဟိုဘာဘာလဲဘာလဲပြောရပါလဲဟို တို့ကတော့စားဖားတယ်ပဲလေတို့ကတော့ကိုကိုရလို့ရှင်တို့စားမှာပဲလေဟုတ်တယ်ဟုတ်ပြီးလို့ရှင်ယောက်ျားဆိုတဲ့တချို့ယောက်ျားတော်တော်များများကနာမည်ဖြတ်တာနာမည်ဆိုဟာဒီမင်းကောင်မလေးလားဒီမင်းလေးလားအာငါစားပြီးသားပါကွာအဲ့လိုမျိုးနာမည်ဖြတ်ကြရရှိရလေဟုတ်တယ်ဟုတ်အဲ့ဒါကြာနာမနာကိုပဲနာမည်ဖြတ်တာကိုပဲတိုက်ခါကြတာကိုရဲ့အမှုပညာကိုကိုတန်မိုးထားဒီအမှုပညာပေါ်မှာကို crazy တကယ်ဖြစ်လာကျွတရန်လောက်သရုပ်တူပေါ့နော် အဲ့ကျတော့ကျွန်တော်ရုပ်ရှင်ဝင်ကြီးဖြစ်ကြလေဟုတ်တယ်မလားတရံလို့တရုတ်ဆိုတဲ့ကောင်းကောင်းမော်အနုပညာမှာစိတ်အားထက်သန်စားနဲ့စေနာထက်သန်စားနဲ့ကိုယ့်ရဲ့အနုပညာချပြလိုက်မယ်ဆိုရင်စိတ်သက်သာချင်ပါပဲနိုင်ငံခြားမှာဟောလိဝုဒ်ကမင်းသမီးတွေပဲအတူယူဘာမှမရှက်မရပါဘူးဟောလိဝုဒ်ကမင်းသမီးတွေနဲ့တခုတို့တို့အေရှန်ကလုံးဝရှင်လို့နဲ့တနည်းနဲ့ อีเว่บาลูပြောမှာယံလုံးဝရှင်လို့မရအောင်တို့တို့လို့ရှိလေလင်မူရေဖောက်ပြန်တာပဲရှိရရှိခဲ့တာပဲတို့တို့ညားလိုက်တဲ့ကွဲတို့ဆိုဘဏ္ဍာရကွဲကွဲတွေမှမသိဘူးဒါပေမဲ့တို့ရဲ့အနုပြန်နဲ့ပတ်သက်လာလို့ရှိရင်တကယ် natural ပဲအဲ့ဒါကိုအဲ့ဒါကြောင့်လို့လေတို့မှာကြည့်ရလိုက်တဲ့ပတ်စံလေးဆိုရယ်ဒေါ်လာလေးဆိုမနေဘူးပြောကိုယ့်နိုင်ငံမှာရတာသိမ့်ပလိုက်မင်းသားလေးဆိုသိမ့်သုံးလားသိမ့်သုံးလားတို့ဆိုလို့ရှိရင်ဒေါ်လာဆိုရင်မီလီယံနဲ့ရတာ ပြောပြတာเนาะဗာသူတို့လည်းသူတို့ရဲ့အမှုပညာ crazy ဖြစ်လို့ပဲလေဟုတ်တယ်မလားသူတို့ဒါတော့ဟိုပေါ့တိုင်းတော့မရဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့အမှုပညာပေါ်မှာကိုကြိုက်မယ်ဆိုလို့ရှိရင်ကိုစဉ်းစားလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပရိသတ်ကိုရှိမှာပဲအကိုနာမည်လည်းပြတ်သွားရောအာကိုရဲ့ချစ်တဲ့ fan ကလည်းကိုကောက်ပေးတယ်မုန်းတဲ့ fan လည်းကိုကိုထိုးနှံ့တယ်အဲ့ဒီကျမတော့မသိဘူးကျမလည်းကျမတူတူမလည်းချောချောလေးရှိတယ်ဒါပေမဲ့လည်းတော့မလို့ခိုင်းဘူးအဲ့လိုသူများပြောခံမှာမလို့ငါငါကျမတော့သူများပြောခံဖို့အစဲခံဖို့မွေးလာတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီဟာတွေကိုအရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒီအမှုပညာ ညာလောကမှာကို့မိန်လေးတယောက်တန်ဖို့ကိုမထိန်လို့ရှိရင်ဘယ်သူလာထိန်ပေးမှာတော့ဆိုတော့ခုဖြစ်သွားတဲ့ဒီဒရိုက်တာနဲ့ဒီအဆိုတော်နဲ့တက်ကိစ္စမှာဖြစ်သွားတာမိန်ကလေးဆိုတော့ဟိုတယ်မှာအခန်းမှာဘာဖြစ်တယ်ညာဖြစ်တယ်ဟိုကောင်ကဘလို့နောက်တော့ပြပြမသိလားမိန်ကလေးအထူးသဖြင့်လေကိုကိုချစ်တဲ့သူကကိုရီးစားပေါ့နော်ကိုလက်တွဲချင်တဲ့သူကဆယ်နှစ်မပြောနဲ့တနေ့နေ့နဲ့ဆိုကိုလူသိချင်ကြချတယ်ပြီဆိုတော့ကိုတန်မိုးထားလို့ပဲဟုတ်တယ်ဟုတ် နောက်တစ်ခုကျတော့ယောက်ျားလေးဖြစ်ပြီးတော့ကိုထားတဲ့ရီးစားကဟိုပေါ့ကျမတော့ဘယ်လိုခေါ်မလဲကျမအဖေနဲ့ကျမတို့အဖေပေါ့နော်ကျမရဲ့မိသားစုထဲမှာပေါ့နော်ကျမတို့ရဲ့အဖေခါမှကျမအဖေရဲ့ဗဇက်ကနေပြီးတော့ဟိုဟိုပေါ့ဟိုလိုပေါ့ဟိုဆဲရဆိုတော့ကျမချားခဲ့ဘူးဒါပုံပြင်လင်းပြောတာနော်ကျမအဖေဟာတောက်တုံးပြီးဆဲတာတခါမှကျမမကြားဘူးကျမအဖေငါတို့ဖေတို့မောင်တို့မဆဲဘူးကျမအမေလည်းမဆဲခဲ့ဘူးကျမမကြားဘူးကျမအိမ်မှာ အဲ့ဒီမချားခဲ့တော့မချီးပြင်းခဲ့တဲ့အခါကျတော့ဟိုပေါ့ဟိုကိုသားအိလက်ကြတယ်သားတွေကျမအမြန်းဆုံးပါတယ်စိတ်ဆိုးလို့ရှိရင်အဲ့လိုမျိုးဆဲတာကျမမချက်ယောက်ျားလေးအထက်ပြိမိန်းကလေးတွေဆဲတာမှကိုကနားထောင်လို့မရတယ်ယောက်ျားလေးဆဲရင်ပိုတော့မှယွန်းစရာကြီးနော်ဒါပုပ်ဝင်လင်းပြောတာနော်ကိုမချက်လဲလဲသေးကြပါတော့နော်ပြတ်မယ်အဲ့လိုမျိုးယောက်ျားလေးတွေကိုကဆဲဆိုကြမ်းတမ်းဇရိုက်ကြယောက်ျားလေးတယောက်ကိုကိုကြိုက်တော့မှဆိုရင်အဲ့ဒါလေးဟို စဉ်းစားပေါ့နော်ဒီဇေယျကျမ်းလေးနော်ဘလောက်ကြီးပဲသူ့ရဲ့ဟိုပြောဥပမာတစ်ခုနဲ့ပေးမယ်ဆိုရင်စိန်တလုံးနဲ့ပြောမှာစိန်ဆိုတဲ့အရာကသိတဲ့အတိုင်းပဲနော်ဘလောက်လှလဲအဲဟိုးနိုင်ငံခြားတွေမှာဆိုရင်စိန်ဆိုလို့ရှိရင်သူအရန်တန်ဖိုးထားတဲ့စိန်တို့ဗရမ ्या တို့သိမှာပါနော်ကြောက်တန်ကြောက်မြက်ရနာတန်ဖိုးရှိတဲ့ကြောက်မြက်ရနာကိုရှင်ပြောလိုက်မယ်ကွာတန်ဖိုးရှိတဲ့ကြောက်မြက်ရနာကတကက်စိုင်ကြီးကြီးတွေမှာတင်လို့ရှိရင် အလတ်တရားကြီးလှပါပြီးတော့တခါရဲဝင်းဝါပြီးတော့တခါတောက်ပြာပြီးတမိုးတွေလည်းမနေဘူးနော်အဲကြောက်မြတ်တရားနာစီကြီးတဲ့ဟာတွေဒါပေမဲ့အဲကြောက်မြတ်ရနာကဘလောက်ကြီးပဲလှနေပါစေဘလောက်ကြီးပဲတည်တည်နေပါစေဘလောက်ပဲအေးသွေးကောင်းနေပါစေအထူးဖြစ်လမ်းဘေးနာကဈေးတွေကိုမစော်ကားဘူးတော့ကျွန်မဥပမာပေးတာလမ်းဘေးနာမှာရှိတဲ့ဒီစကူးပေါ်ဈေးရိုးတာမှဒီဈေးရက်ွက်ထဲမှာ ထားကြည့်လိုက်လေအကြောက်တလုံးထားကြည့်လိုက် ်အိုက်တမ်ဖို့ရှိတဲ့အကြောက်တလုံးကို host ပန်ပောင်ရင်းနဲ့ထားတဲ့ showcase မှာလာပါဆိုင်နဲ့ထားပြီးတော့အဲ့အလှနဲ့အဲ့ဒီလမ်းဘေးနားမှာရှိတဲ့ရိုးရိုးတာမန်ဈေးတယောက်ထားကြည့်ဘသူကဟာဒါရဒါတိချောက်ကြီးကတန်ဖိုးရှိလားမျိုးကိုပွဲသိမလဲဟုတ်တယ်ဟုတ်တန်ဖိုးရှိတဲ့ချောက်တလုံးကိုတန်ဖိုးအရန်ရှိတဲ့ လှပတဲ့ကြောက်တလုံးကိုဆိုင်ကြီးကြီးမှာထားလို့ရှိရင်တံပိုးမမြင်လှလှပပလေးရှိမှာပဲအမရိုးရိုးကျမတို့လိုဟိုဒီရိုးရိုးဈေးတယ်ဘဝလမ်းဘေးနားမှာရှိတဲ့နော်အကုံဆုံးစားဖြစ်မှာထားကြည့်အဲ့ဒါကြောက်ရဲ့ဟုတ်ရဲ့လားအဲ့လိုပဲလူတယောက်ကဘလောက်ကြီးပဲတံပိုးမြင့်နေပါစေဘလောက်ကြီးပဲလှပနေပါစေဘလောက်ကြီးပဲရုပ်ရည်ကောင်းပြီးတော့အစိုးရဖြစ်နေပါစေဒါပေမဲ့သူ့ရဲ့နှုတ်ထွက်တဲ့ကြမ်းတမ်းနဲ့ယောက်ျားတယောက်ဖြစ်ပြီးတော့ကြမ်းတမ်းနဲ့နှုတ်ထွက်ကလာပြီးလို့ရှိရင်အဲ့တံပိုးမရှိဘူး နမမရှိတော့ဘူးသူသူဘလောက်ပဲအေးသွေးကောင်းနေပါစေလှနေပါစေလမ်းဘေးနားမှာသွားခင်းထားတဲ့ဟိုဟိုဘလမ်းဘေးနားမှာထားတဲ့ဘလို့ခေါ်မလဲဇေးပုံမှာခင်းထားတဲ့ကြောက်တလုံးလိုပဲဟုတ်လားအော်ဒါကြောက်လားဒါကြောက်မဟုတ်ရလားဟဲ့အဲ့လိုပေါ့ကျွန်တော်သွားတိုက်တယ်ကြောက်ပစ္စည်းကိုနားနားလေတဲ့သူကတော့ဆိုင်ကြီးဒီမှာထလှပတင်ပြီးတော့ရောင်းလို့ရှင်ဈေးပွေရောင်းဝင်မဲ့လမ်းဘေးနားမှာရှိရိုးဆိုင်မှာသွားထားကြည့်တိမလားသိကြမှာတိမလားဟုတ်တယ်ဟုတ် အဲ့လိုပဲဘလောက်ကြီးပဲလူကတန်ဖိုးရှိနေပါစေဘလောက်ကြီးပဲလှနေပါစေဘလောက်ကြီးပဲဟိုအနုပညာရှင်မတော်နေပါစေဒါမဲ့သူ့ရဲ့ပါဇက်ကထွက်တဲ့ယုံညံ့ယောက်ျားဖြစ်ပြီးတော့ယုံညံ့ဆဲဆိုမိုင်းရမယ်ဆိုအဲ့ဒါကြီးကယွန်စရာကြီးတန်ဖိုးမရှိဘူးသမီးတို့ရဲ့ဘာလို့မြန်ဟိုသမီးတို့လည်းအဲ့မင်းကလေးတွေတကယ်နားမလဲသီလားငါတို့မင်းကလေးတွေလည်းတချို့မင်းလေးပေါ့ဝူးဝူးချွေးဝူးချွေးတော့မဆိုင်ပါဒါဦးနောက်မကောင်းတာလားဘာလားမသိဘူး ကိုဒီတော့တာဟိုအေးပေါ့နော်တယောက်တည်းတာအချိုက်ချင်းတူတချို့လို့ရှိရင်လည်းကအင်ဒရင်းအဘရုစ်လို့လောက်တာခံရအများကြီးပဲပါလို့လေကိုရဲ့တံမိုးကိုမြင့်လေဟုတ်တယ်ဗလားကိုမပေါင်းနိုင်ကိုပေါ်မှာနှိမ့်ဆက်လာအောင်မလေးငါပေါ်လာနှိမ့်ဆက်ကြည့်ငါကန်ချမှာကောင်းပြောတာပါလို့လေဘလို့ဆက်ပြီးတော့ပေါင်းနေမှာတော့ဟုတ်တယ်ဟုတ်ပါလို့လေ ငါတို့အသားငါတို့မေးငါတို့အသားလာမထီဘူးလေအခုခေတ်ကမိန်းကလေးဆိုတံမိုးထားရမယ်လေကိုတံမိုးကိုထားလေကိုရဲ့ကိုရဲ့တံမိုးကိုထားမှာပဲကိုကိုကြိုက်တဲ့လူတွေကကိုတံမိုးထားမှာပေါ့ဟုတ်တယ်ဟုတ်အဲ့ဒါကြောင့်မလို့အခုဆိုလို့ရှိဖြစ်သွားတဲ့မင်းကြီး၃ယောက်ဘောနော်တယောက်ဆိုလို့ရှိလဲ၁၀နှစ်ကြီးတွေ့လာတာအာပြီးမင်းတို့၁၀နှစ်ကြီးတွေ့လာတော့ဟာဒါကြီးကစားပြီးသားကြီးပါကွာဆိုတော့အတန်မထွက်လာတယ်ဟောနောက်တယောက်ထွက်လာပြန်အာဒါကြီးကဖြစ်လာပြန်ဟာဟုတ်တယ်မလားဟာဟုတ်တယ်မဟုတ်တယ်မဆိုတော့မိဘတွေအနေနဲ့ရောကိုသားသမီးတွေ ကျမကကျမသမီးတွေဟဲ့ငါသမီးရကြီးစံရုပ်ရှင်သွားရိုက်တာကြီးစံဟိုတယ်မှာသူ့အကောင်နဲ့အဲ့လိုမျိုးဖြစ်တယ်ဆိုအောက်မလေးနော်ငါတော့တော်တော်လေးပေါ့နော်အေးပေါ့သူတို့ဘလို့စားစားလို့လာပါလားမပြောတတ်ဘူးမိဘပဲအာကျမတော့လက်ခံလို့ရမှာမဟုတ်အဲ့လိုမျိုးတွေဒါဆိုကိုတကောခုဖြစ်သွားရင်ကို့မိဘအတိုင်းဝိုင်းကို့မွေးတဲ့အမေရဲ့အရှက်သိက္ခာပဲရတာကို့မွေးတဲ့မိကေမျက်နှာပြန်ထားမင်းလေးတွေသူပြည့်အမှုပညာရှင်လေးတွေကလေးမလေးတွေကိုနမဲကြီးကျင်လာနမဲ ဟိုအမှုပညာရှင်မနမေကောင်းလိုချင်တာကိုယ့်သူများရိုက်ရှည်စင်တာကိုယ့်ရဲ့အမှုပညာကိုစစ်စစ်မှန်မှန်ကိုချပြလိုက်နော်ကိုယ့်ရဲ့အမှုပညာရှင်စစ်စစ်ကိုချပြအဲ့ဒါမှစေနာနဲ့ချပြပြိသက်ကိုကြိုက်အောင်လုပ်ပြိသက်ဆိုတာကတော့ရှင်တို့တော်ကျမမှာသိကျွန်တော်မြန်မာနိုင်ငံကလေရီးစားထားလဲမင်းသားတွေတစ်ခါမှရီးစားမရှိဘူး အာရီးစားမဟုတ်ပါဘူးတငယ်ချင်းမှာပြီလို့ရှိရင်လက်ထက်သွားကြရောဘာဖြစ်လို့လဲကိုယ့်ရဲ့အမှုပညာရှင်ကိုချပြတဲ့ခါမှာကုကိကပရိသတ်တွေကကိုယ့်ရဲ့အမှုပညာတိုက်တာလေဟုတ်တယ်ဟုတ်ဘသူမှမှန်းလို့မရအောင်လေနော်ဟိုဘဘာကလည်းဟိုပစာပရင်စ်တယောက်ကလည်းတမန်လူကိုကြိုက်တယ်ဆိုတာဒါရသူ့ရဲ့ဒါကဘလို့ကပါလာတဲ့အကျိုးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပါလာတဲ့အတွက်ကလည်းဒီ main လေးကတန်ဖိုးရှိမယ်အခုဆိုကျမအင်္ဂလန်ကဒီ prince ကို william ရန်သဘောကြတယ် သူသူရဲ့မျိုးသမီး Kate ကိုလည်းရန်သဘောကြတယ်။သူတို့နှစ်ယောက်ကတကယ်အသွင်လည်းတူတယ်။ဘာကြောင့်လဲဆိုတော့သူကြွေးတဲ့ဆိုလည်းကသူကောင်းလို့သူရွေးတာလေ။ဟုတ်တယ်မလား။အဲ့လိုပဲ main လေးတွေကိုယ့်ရဲ့အိမ်မက်ကလေးတွေကိုကိုမမြင်ထား။ပြီးကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့နာမည်ဖြစ်မရှိအောင်ကိုနေကြစမ်းပါ။ ညီတို့လေးချချောလလလေးတွေပါအေးညီတို့ရုပ်ရည်လေးတွေနဲ့ဘယ်ဒရိုက်တာကိုမှသွားကတ်ဆရာလည်းမလို့ဘယ်ထုံးလို့သူကိုသွားကတ်ဆရာလည်းမလို့ကိုယ့်ရဲ့အမှုပညာသာဟိုတစ်ခေါက်ကြာပါကြာတော့ကြာပြီတက်လာဟိုမင်းသမီးနော်ချင်းတိုင်းရင်သူလေးပြောပါနာမည်မပြောတော့ချင်းတိုင်းရင်သူလေးသူမင်းသမီးစားလို့တဲ့အချိန်မှာပေါ့နော်သူပါမော်ဒယ်လျှောက်တယ်ပေါ့နော်ဒါသူအင်တာဗျူးတစ်ခုမှာဖတ်လိုက်ရတယ်ဖတ်လိုက်ရပြီးတော့သူကလုံးပေါ့မင်းသားရဲ့အဖက်တွေသူမခံချင်ဘူးပေါ့နော်အဲ့ဒါနဲ့သူလဲဟိုတော့သူချင်းတူပြန်သွားတယ်ပေါ့ အတူရဲ့အနုပညာကြောင့်ဖြစ်ခြင်းလည်းဖြစ်မယ်။သူရဲ့ suit ဖြစ်တယ်မျက်နှာကြောင့်လည်းဖြစ်ခြင်းဖြစ်မယ်။သူ့ပြီးတော့ driver ရဲ့ပြန်ပြီးရှာတယ်ပေါ့နော်။အဲမေးတယ်ပေါ့ဟာဒီမင်းကြီးဘယ်ရောက်သွားပြီလဲပေါ့။ဒါလိုဖြစ်နေရမှာလေနော်။ကိုယ့်ရဲ့အရေးသွေးကိုကြိုက်တယ်ဆိုသူများကိုလိုက်ရှာမှာပဲ။အကိုကအပေါ်စားဆန်ဆန်ကိုကအပေါ်စားဆန်ဆန်နဲ့လုံမယ်ဆိုရင်တော့ဘယ်သူကမှဘယ်ယောက်ျားတယောက်ကမှတော့အလကားဟိုတိမလားဟိုဆရာလေးတော့မချမ်းဆိုသူကဘုံစကပုံလို့ပေါ့။သူတို့ကို ဒီမှာပဲစမ်းမှာပဲပြီးပြီးတော့နောက်ကမှမင်းတို့အတင်းပြောမှာပဲဟာဒီမင်းကြီးလားအာဒီမင်းကြီးရတော့ကွာငါတို့ပြီးသွားပါပြီငါငါငါနဲ့ပြီးသွားပါပြီသွားလိမ့်မယ်ဒါကြောင့်လို့မင်းကြီးတွေကိုတန်ဖို့ကိုထားပါကိုတကယ်အမှုပညာဟိုအမှုပညာရှင်မဲ့ဖြစ်ဖြစ်အမှုပညာမရှင်မဲ့ဖြစ်ဖြစ်ကိုကိုတကယ်ချစ်တဲ့ယောက်ျားတော့ကိုတွေ့ပြီဆိုလို့ရှိရင်ကိုရဲ့တန်ဖို့ကိုမြင့်ဒီလားစိန်တလုံးရဲ့တံမိုးလို့ပေါ့စိန်တလုံးကအကောအလီပြောလို့စိန်ပြောကတိရတိပြောမယ်ငါတို့အခုထိုင်းသွားလို့ရှိရင်ကျမတရတိဝယ်တယ်ကျမတို့ဒီသူတို့ တို့ကထောပတ်တည်တယ်ထားရတည်တည်ဟန်စားလို့လေသေးသေးကကွာလမ်းပေးရတို့ကားပေါ်မှာရောင်းတယ်သေးသေးဆိုလို့ရှိရင်တလုံးမလောက်လဲပတ်90ပေါ့ပတ်100ပေါ့ခွဲကထားလိုက်တော့အိုးရောဘင်ဆန်ဆိုလို့ဆိုင်နေမှာဖြစ်ဖြစ် employers inquirer ဆိုတဲ့ဆိုင်မှာဖြစ်ဖြစ်အဲ့ခါကျအဲ့တည်တည်တော့ရဖြစ်သွားလိမ့်မယ်ပြောချင်တာပါလဲဆိုတော့ဆိုင်ရဲ့ကြီးမားလှပါတဲ့ decoration တွေလှပါတဲ့ကြားထဲမှာအဲ့တည်တည်တံပိုးကမြင့်သွားတယ်ဒီလိုပဲကိုကတံပိုးရှိအောင်နေမှာ ကိုရဲ့ကိုရဲ့ပြောလို့ရှိရင်မကောင်းတော့ကိုကိုအမေပေးထားတဲ့အရာလေးတခုကိုရဲ့တံမိုးလေးကိုကထိနေသင်းသိမ့်နေမယ်ဆိုရင်အဲ့ယောက်ျားကလေမစားမချင်းလေနင်တို့သူတည်အောင်ကတ်နေမှာပဲအဲ့ဒါပဲတချို့စားပြီးသွားလို့ရှိရင်ကိုတော့ခွာခြင်းခွာသွားတာလေဒါကြောင့်လို့ကိုရဲ့တံမိုးလေးတွေကိုကကိုထိန်းကြပါလို့မင်းသမီးလေးတွေပေါက်စာလေးတွေပြောကြမှာအခုကလူကြားမကောင်းအေးညီတို့ကိစ္စတွေကအေးလိုင်းပေါ်မှာငါတော့ညီတို့တော့အမေတော့မသိငါမှကြားနေငါတော့ညီတို့ကိုစားရှက်တယ် စိတ်လက်မကောင်းဖြစ်မိတယ်။ဒါကြောင့်လို့အနုပညာရှင်တွေမိန်းကလေးတွေကိုကိုကိုအရင်ရန်ကယူဆိုင်ကြပါလို့နော်။ယောက်ျားလေးတယောက်ကိုရွေးတော်မယ်ဆိုရင်ချိပါအဲ့သူ့ရဲ့နှုတ်ကနေကြမ်းတမ်းတော့အဲ့အဲ့သူများပြောတဲ့အဲ့ကောင်လေးကအရင်ဆဲတယ်ပေါ့နော်။အခုတော့တော့မြန်မာပြည်မှာကဖြစ်နေတဲ့ခေတ်တွေမှာလည်းပြောချင်တာကအနုအခုချိန်ဆိုအနုပညာရှင်တော်မှသူတို့ကသူကွဲနေရလေ။ သူနဲ့ပတ်သက်တာဘာလို့လဲသူနဲ့ပတ်သက်တာကဘာလို့လဲအဲ့တော့ချင်းချင်းပဲဆက်တယ်ပြီသူတို့မြန်မာနိုင်ငံရဲ့အမှုပညာစေကောကအဲ့လိုပဲလေမင်းနဲ့ငါတက်လာမင်းနဲ့ငါတက်တက်တက်သွားအဲ့ဒီအားကြောင့်တော်တော်မြန်မာကားမကြည့်တာများဟောလိုကရှင်ကားလည်းအများကြီးဖြင့်ကြည့်တာများအဲ့လိုပေါ့နော်သူတို့လည်းသူတို့ကသတင်းရှိတာပဲလေဒါပဲနော်အဲ့ကြောင့်မို့ကိုသူတို့လည်းသူတို့ပေးဆက်ကြတာအများကြီးပဲမင်းရှုပ်ရှင်မင်းသမီးတွေဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်လည်းသူတို့ကကျန်းတဲ့ဘဝနဲ့ဒီလိုမျိုးနေရာတနေရာအော်စကာဝင်းနဲ့ဖြစ်ဖို့အတွက်သူတို့မှာသူတို့ဘက်ဂရောင်းကလည်းအရင်ကျန်းတန်းခဲ့တာ ရန်တညာနဲ့ဖြစ်ခဲ့တာအဲကြောင့်ပြောချင်တာမင်းကလေးအများဖြစ်ကိုတံမိုးကိုမြင့်ပါနော်ကိုတံမိုးကိုမြင့်ပါအဲ့တခုပေါ့နော်တိုက်တံမိုးလေးနဲ့ပတ်သက်ပြောချင်တယ်အဲ့တော့မနေ့ကဒီလက်ပေါ်တက်လာတဲ့လှိုင်းသားရာကခိစ္စပေါ့နော်ဒါကလည်းလူတွေကုံဖွားနေလို့ပွားကုန်တချို့ကလည်းအာတခိုးအားပေးမလောက်ချားနဲ့ပေါ့နော်တချို့ကြတော့လဲဟိုတခိုးကခိုးလာတော့မှကျမပြောတာကမှန်တယ်နိုင်ငံရဲ့အခြေအနေကနိုင်ငံရဲ့အခြေအနေကမကောင်းတဲ့အတွက်ကြောင့် လူတွေကလည်းရရရရလုံနေရခင်လေနော်ဘယ်လိုပဲဖြစ်ဖြစ်စားဖို့တောက်ဖို့အတွက်လုံနေရခင်မှာကျွန်မကိုကျင်းစားပါတယ်လူတွေအကုန်လုံးပေါ့နော်ဒါပေမဲ့တခိုးအားပေးတာတခိုးအားမပေးဘူးဒါပေမဲ့ဂျားမှာညက်သွားတဲ့ခလေးလေးကိုတနာတယ်အဲ့ဒါပဲပေါ့နော်နောက်ဆိုဥပဒေဆိုတာရှိတယ်လေနော်တရားဥပဒေဆိုတာရှိရရှိရအောင်ရှိကိုရှိရမယ်တခိုးမိတယ်ဆိုရင်အဲ့တခိုးကို yes ခန့်လက်ထက်အက်ကမယ်ဟုတ်တယ်ဟုတ်မိရဲ့တခိုးအကွက်အကမ်းအဲ့တခိုးကိုရိုက်နှက်ဆုံးမပိုင်ခွင့်ရှိရင်တော့မှ လွန်လွန်ကျူးစာမလုပ်အောင်လူတွေရဲ့ဆိုအတချို့တွေပြောသခိုးအဖုံသခိုးအဖေးမဟုတ်ပါဘူးသခိုးဘယ်သူအာမပေးသခိုးရောသခိုးမကြိုက်ဘူးဒါပေမဲ့ဥပရိဆိုတာရှေ့ရဲ့နိုင်ငံဖြစ်တယ်ဆိုရင်အဲ့ဥပရိလက်ထဲမှာအဲ့သခိုးအက်ကမှာလေနော်သခိုးအက်လိုက်မယ်ပြီးလို့ရှင်သိမလားအခုအဲ့လိုမပဲနဲ့ရိုက်နှက်စပင်းဆွဲမရေနှွေးပူနဲ့လောင်းမယ်ဒီဘာတွေအဲ့ဒါလေကြမ်းတမ်းမှရိုင်းနေဆိုတော့ဘာကြောင့်လဲဆိုတော့နော်ကျောင်းနိုင်ငံမှာလေလူသားချင်းကိုချင်းစာနာတဲ့စိတ်လူရုပ်လူတွေကလေ စိတ်တက်တွေကယုံညံ့ကြမ်းတမ်းကုန်ကြပြီဖြစ်ဖြစ်နဲ့စိတ်တက်တွေကစအကုန်ကြမ်းတမ်းကုန်ပြီအရန်အရန်တွေစိတ်ပြတ်ဖို့ကောင်းတယ်နော်ပြောချင်တာဘာလဲဆိုတော့လူလူချင်းတနာမဲ့စိတ်လည်းမရှိတရားဥရဆိုတာလည်းမရှိတော့ဘူးလားဘာလားမသိဘူးအိုးတောင်းတဲ့တောင်းတဲ့အမုံတရားတွေပဲဖြစ်နေကြတယ်ကျွန်တော်နိုင်ငံမှာအမုံတရားတွေအမုံတရားတွေပြီးလဲအာသူ့ဖန်ကိုဖန်ပြီးဟာသူ့သူ့ဆဲကိုဆဲအာဘာတွေမှန်းကိုမသိတဲ့လောကကြီးမှာဒါကြောင့်မလို့ပြောချင်ပါတယ် လူသားဆန်ကြပါကျမတို့အခြေအနေဆိုတာကတနေ့ကြလို့ရှိရင် ကျမတို့တွေကအားလုံးကသိရမယ့်လူတွေကြီးပဲဟုတ်တယ်မသိရင်လေးမှာကိုနောက်ပါမယ်ဆက်ချမ်းသာခြင်းတွေယူပါကြပါလို့ကျမအားလုံးပြောရင်းနဲ့ကျမ life ကိုအဆုံးသတ်ပါရှင်